ကြည်ရီဆိုင်ရန်ရဲ့ experiment ဘိုင်းမျိုးဖြစ်ဆိုတဲ့အခါမှာအကြောင်းသားအများစုကြုံရတဲ့ပြဿနာက independent variable နဲ့ dependent variable တို့မခွဲခြားနိုင်တာပေါ့နော်။ဆိုတော့ဒီနေ့ video ထဲမှာ independent variable, dependent variable နောက်ပြီးတော့ constant တွေကိုဘယ်လိုမျိုးခွဲခြားလို့ရမလဲဆိုတဲ့ဟာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ experiment တစ်ခုမှာ condition တွေအများကြီးပါတဲ့တဲကမှာအကုန်လုံးကိုရေပုံရချုပ်ပြီးတော့ခွဲခြားစိတ်ပြလိုက်မယ်ဆိုရင် variable နဲ့ constant ဆိုပြီးတော့ condition နှစ်မျိုးထွက်လာပါတယ် variable ပဲဆိုတာကတော့သူ့ရဲ့နာမည်ကအတိတ်ပဲအတိုင်းပဲပေါ့နော်ပြောင်းလဲလို့ရတဲ့အခြေအနေတွေဖြစ်ပြီးတော့ constant ဆိုတာကတော့ကိန်းတည်ဆိုတဲ့အတိုင်းပဲပြောင်းလဲလို့မရတဲ့အခြေအနေမျိုးတွေကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့မြင်သာပါအောင်လို့ဒီဥပမာလေးကိုကြည့်ကြည့်ရအောင်သူကတဲ့အပင်တွေကဒီကြီးထွားတဲ့နှုံအပေါ်ကိုနေအောင်ကြီးကဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတာကိုသိချင်တယ်ပေါ့သိချင်တယ်ဆိုပြီးတော့ experiment လုပ်မယ် experiment တစ်ခုလုပ်မယ်ဆိုရင် experiment group နဲ့ control group ဆိုပြီးတော့နှစ်ခုရှိရမယ်။ပထမဆုံးအနေနဲ့ဒီသူကနှစ်ယောက်ကြီးကိုပေါ့နှစ်ယောက်ချက်ဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတော့သိချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စမ်းသပ်မဲ့ပုံစံကနှစ်ယောက်ကြီးမပေးဘဲနဲ့စမ်းသပ်မှာအပင်ကို နော်နေအောင်ကြီးမပေးလိုက်ရင်တော့သူတဘာဝတိုင်းရှိနေတဲ့အပင်ကတသက် control အနေနဲ့ထားမယ်ပေါ့နော်ပြီးတော့နေအောင်ကြီးမပေးလိုက်ဘူးဆိုရင်ဒီအပင်ကအဲကြီးထွားတဲ့နှုံနှေးသွားမလားပေါ့အဲ့လိုမျိုးစမ်းသပ်မယ်ဆိုတော့ဒီပေါ့နော်ခြံဝင်းထဲမှာပေါ့အပင်နှစ်ပင်ရှိမယ်ပေါ့အိုးလေးနှလုံးနဲ့ထည့်ဆိုင်ထားတဲ့အပင်နှစ်ပင်ရှိမယ်တပင်ကို तू ကအဲ့ခြံထဲမှာပဲထားခဲ့တယ်နေအောင်ကြီးရတဲ့နေရာမှာပေါ့နော်နေအောင်ကြီးရတဲ့နေရာမှာထားခဲ့တယ် ထားခဲ့ပြီးတော့ကြံတဲ့တပင်ကိုကြတော့သူက experiment လုပ်မယ်ဆိုပြီးတော့ဘာလုပ်လဲဆိုရင်လုံးဝနေအောင်ကြီးမရှိတဲ့အခန်းအမှောင်ထဲကိုလာပြီးတော့ထည့်လိုက်တယ်ဆိုအဲ့ဒီမှာ group နှစ်ခုဖြစ်သွားပြီ ပထမ group ကကြတော့ဗာလဲဆိုရင် experiment လုပ်ဖို့ပေါ့เนาะ experiment group ပေါ့ဒီအခန်းထဲကိုသူလာပြီးတော့ထည့်လိုက်တဲ့ group အပင်ပေါ့ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုရင်အပြင်မှာသူကသူတစ်ပါးဝါတိုင်းကြံခဲ့တဲ့ control group โอเคအဲ့ဒါဆိုရင်အဲ့ဒီမှာဘာတွေပါမလဲ condition ဘလို condition တွေပါမလဲဆိုရင်သူကားတဲ့နှစ်ပင်လုံးကိုတစ်နေ့ကိုရေ1လီတာစီလောင်းတယ်ပြီးတော့ဗိုက်တာမင်တစ်မျိုးကျွေးတယ်ဒါနှစ်ပင်လုံးကိုကျွေးတာเนาะဆိုတော့အဲ့လိုမျိုးကျွေးတယ်ကျွေးတဲ့အခါမှာဘာတော့ကွာခြားပါလဲဆိုတော့တပင်ကအခန်းထဲမှာနေအောင်ကြီးမရဘူးနောက်ထပ်တပင်ကတော့အပြင်မှာသူ့ဟာသူ့နေအောင်ကြီးရနေတယ်ပြီးတော့နောက်ထပ်တစ်ခုကွာခြားသွားတာရှိအောင်မယ်တဲ့ဘာလဲဆိုရင်နေအောင်ကြီးရတဲ့အပင်ရဲ့ကြီးထွားနှုန်းနဲ့နေအောင်ကြီးမရတဲ့အပင်ရဲ့ကြီးထွားနှုန်းကတူမှာတော့မဟုတ်ဘူး เนาะဆိုတော့ तू อ่ะအဲ့ဒီဟာကိုစမ်းသပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू နေတိုင်း record တွေယူမယ်ပေါ့เนาะ record တွေယူရင်းနဲ့မှာ तू อ่ะဒီကွဲပြားမှုကိုတွေ့လိုက်မယ်ကွဲပြားမှုတွေ့တဲ့အခါမှာနေအောင်ခြင်းမရတဲ့ပင်ကကြီးထွားလုံးနှေးသွားလာဒါမှမဟုတ်မြန်နေလာစသဖြင့်ပေါ့เนาะအဲ့လိုမျိုးလေးအဲကွာခြားချက်တော့ရှိလိုက်မယ်ပေါ့သိချပေါ့ဆိုတော့အဲ့ဒါဆိုရင်ဒီ experiment မှာကြည့်ကြည့်မယ်ဆိုရင် ရေရရှိနှုံတူတူပဲနောက်ပြီးတော့ vitamin တစ်နေ့ကိုတစ်မျိုးရရတယ်ဆိုတဲ့ဟာပေါ့เนาะအဲ့ဒါကလည်းတူတူပဲ ဆိုတော့အဲ့လိုမျိုးတူနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတူနေတဲ့ပစ္စည်းတွေတူနေတဲ့ condition တွေကိုဘယ်လိုခေါ်လဲဆိုရင်အာ constant လို့ခေါ်တယ် constant ဆိုတာကအဲ့ဒီတော့ပြောင်းလဲလို့မရဘူးပေါ့နော်ဒီ condition နှစ်မျိုးကအများရန်တူနေမှရမယ်ပေါ့ဒီ control group အတွက်က experiment group အတွက်ကနှစ်မျိုးလုံးအတွက်ကိုဒီ condition တွေတူနေမှဖြစ်မယ်အဲ့လိုအခြေအနေမျိုးကိုဘာလို့ခေါ်လဲဆိုရင် constant လို့ခေါ်တယ် အဲ့ဒါဆိုရင်ဒီမှာဘာ variable တွေရှိမလဲဆိုရင် variable ကတော့နှစ်မျိုးရှိမယ်ပေါ့နော်။ဘာလဲဆိုရင်အပင်ရဲ့နေရောင်ခြည်ရရှိရဲ့နှောင်းနေရောင်ခြည်ရရှိမှုပမာဏ ်ပထမတပင်ကနေအောင်ကြီးသွားသူလောလောလတ်လတ်ရတယ်တပင်ကတော့နေအောင်ကြီးမရဘူးဆိုတော့အဲ့ဒီနှစ်ခုကွာခြားသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ variable တစ်ခုရပြီနောက်ထပ် variable ကတော့အပင်ရဲ့ကြီးထွားတဲ့နှုံးကတူမှာမဟုတ်ဘူးဆိုတော့အဲ့ဒီမှာလည်းကွာခြားချက်တစ်ခုရပြီဆိုတော့အဲ့လိုမျိုးအပင်အပင်ရဲ့ပေါ့နော်ဒီမှာတော့အပင်နဲ့စမ်းသပ်တာဆိုတော့အပင်ပေါ့ဆိုတော့ experiment ရဲ့ control group နဲ့ experiment group နှစ်ခုမှာကွာခြားနေတဲ့အချက်တွေတစ်ခုနဲ့တစ်ခုမတူတဲ့အချက်တွေပေါ့အဲ့လိုမျိုးမတူတဲ့အချက်တွေကိုဘာလို့ခေါ်လဲဆိုရင် variable လို့ခေါ်တယ်။တူညီတဲ့အချက်တွေကိုတော့ constant လို့ခေါ်တယ်ပေါ့ ဆိုတော့အဲ့ဒါဆိုရင် variable နဲ့ constant ကိုတော့ခွဲတက်ပြီးလို့ထင်တယ်။အဲ့ဒီ variable တွေကိုမှ independent လား dependent လားဆိုပြီးတော့ဆက်ပြီးတော့ခွဲကြည့်ရအောင်။အခုဥပမာတွေက experiment မှာဆိုရင် variable ၂မျိုးပါတယ်ပေါ့နော်။ဘာတွေလဲဆိုရင်နေအောင်ကြီးရရှိမှုပမာဏရဲ့နောက်ပြီးတော့အပင်းရဲ့ကြီးထွားနှုန်းရဲ့ ဆိုတော့အဲ့ဒီနှစ်ခုမှာဘယ်ကောင်က independent လဲဘယ်ဟာက dependent လဲဆိုရင် independent ရဲ့အတိတ်ဘယ်ကသူ့ရဲ့နာမည်မှာရှိတဲ့အတိုင်းပဲအမိခိုးမရှိဘူးပေါ့နော်လွတ်လွတ်ကင်ကင်ပဲဆိုတဲ့အတိတ်ပဲကိုပြောချင်တာဆိုတော့အဲ့ဒါဆိုရင်သူ့ရဲ့တကယ်အတိတ်ပဲပေါ့နော် design defect method မှာပါတဲ့ independent variable ရဲ့အတိတ်ပဲအပြည့်စုံဆိုရင်တော့သူကသူ့ကိုပြောင်းလဲခြင်းနဲ့ဆိုရင်ဘသူရဲ့မျက်နှာမှာကြည့်နေစရာမလိုဘူးကိုယ့်ရဲ့စိတ်ပေါ်ကိုမူတည်ပြီးတော့ကိုယ့်ရဲ့စိတ်ကြိုက်သူ့ကိုပြောင်းလဲလို့ရတယ်လို့ပြောချင်တာနော်ဆိုတော့ variable ဆိုတာကပြောင်းလဲလို့ရတဲ့ဟာဆိုတော့ independent ဆိုရင် ဘသူ့ဘောင်မှာမမိခိုးပဲနဲ့เนาะကိုယ်စိတ်ကြိုက်ပြောင်းလဲလို့ရတဲ့အရာမျိုးပြောချင်တာဆိုတော့ဘလို့ဟာလဲဆိုတော့အခု experiment ကနေအောင်ကြီးရရှိမှုပမာဏကိုကြည့်ကြည့်နေအောင်ကြီးရရှိမှုပမာဏကိုကိုယ့်ရဲ့သဘောအတိုင်းပြောင်းလို့ရလားဆိုရင်ရတယ် တော့ကိုကအမောင်ထဲမှာပဲထည့်မလားဒါမှမဟုတ်ရင်နည်းနည်းလေးအရေးကြတဲ့နေရာမျိုးလေးမှာထားမလားနေကိုကြက်ကြက်တောက်ပူမနေတဲ့နေရာမှာထားမလားဒါကကိုရဲ့သဘောပဲဘယ်ဟာဘယ်အချက်လက်ပေါ်မှာသွားပြီးတော့ကြည့်နေကြမလို့ဘောနော်ဆိုတော့ဘယ်အချက်ကြီးကြောင်နေအောင်ကြီးကိုဒီနည်းနည်းပဲရတဲ့နေရာမှာထားလို့မရပါဘူးအများကြီးရတဲ့နေရာမှာထားလို့မရပါဘူးဆိုတော့အဲ့လိုမျိုးကန့်သက်ချက်တွေမရှိဘူးကိုစိတ်ကြိုက်ပြောင်းလဲလို့ရတယ် ဲ့လိုမျိုးပြောင်းလဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ variable ကိုဘယ်လိုခေါ်မလဲဆိုရင် independent variable လို့ခေါ်မယ်ဆိုတော့နေရောင်ခြေရရှိမှုပမာဏက independent variable ဖြစ်သွားပြီနောက်ထပ်တစ်ချက်ကကြတော့ dependent variable ပဲ ဒီဘက်နဲ့ variable ကတော့ကုနာက independent နဲ့စန့်ကျင်ဘက်ပဲ။ तू ကလည်းပြောင်းလဲလို့တော့ရတယ်။ဒါပေမဲ့သူ့ကိုပြောင်းလဲဖို့အတွက်ဆိုရင်ဘာပေါ်သွားပြီးတော့မိခိုမလဲဆိုရင် तू က independent variable ပေါ်ကိုသွားပြီးတော့မိခိုနေမယ်နော်။ကိုယ်စိတ်ကြိုက်ပြောင်းလို့မရဘူး။သူ့ကိုဓာတ်ရိုက်ကြည့်အာပြောင်းလဲလို့မရဘူးပေါ့နော်။ဆိုတော့ကုနာဥမာလေးမှာပဲပြန်ပြီးတော့ကြည့်ရအောင်။ variable တစ်ခုကျန်နေဗာတဲ့လဲဆိုရင်အပြင်ရဲ့ကြည့်ထွားအောင် ်အပင်ရဲ့ကြည်ထွားနှုံးကိုပြောင်းလဲဖို့အတွက်ဆိုရင်ကိုကကိုစိတ်ကြိုက်ကြီးပေါ့နော်အပင်ဝင်မှာတဝက်ကနေဖြန့်တော့ပြီးတော့ဒုတ်ကြီးတစ်ချောင်းနဲ့ထပ်ထိုးပြီးတော့ဟာဒီပင်ရှည်လာပါတယ်ဆိုပြီးတော့အဲ့လိုမျိုးသွားပြီးတော့လုံးလို့မရဘူးပေါ့နော်အအပင်ရဲ့ကြည်ထွားနှုံးကဘယ်ပေါ်သွားပြီးတော့မိခိုးနေလဲဆိုရင်နေရောင်ကြီးရရှိနှုံးပေါ်ကိုသွားပြီးတော့မိခိုးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုကိုကစိတ်ကြိုက်ပြန်ပြောင်းလဲလို့မရဘူးသူ့ကိုပြောင်းလဲခြင်းနဲ့ဒီအပင်ရဲ့ကြည်ထွားမှုနှုံးပြောင်းလဲခြင်းနဲ့ဆိုရင်ဘာကိုအရင်ပြောင်းလဲမှရမလဲ independent variable ကြီးကိုသွားပြီးတော့ပြောင်းလဲမှသာเนาะဒီဘက်က ဒီဘန်းနဲ့ကောင်ကလိုက်ပြီးတော့ပြောင်းมาပေါ့เนาะဆိုတော့အဲ့လိုမျိုးကိုယ်စိတ်ဆိုင်ပြောင်းလဲလို့မရတဲ့ဟာတွေကိုဆိုရင်တော့ဘာလို့ခေါ်မလဲဆိုရင်ဒီဘန်းနဲ့ variable လို့ခေါ်မယ်ဆိုတော့များသောအားဖြင့်ဒီဘန်းနဲ့ variable တွေကဘာတွေဖြစ်တယ်လဲဆိုရင်ဒီကိုစမ်းတတ်တဲ့အခြေအနေပေါ့เนาะကိုစမ်းတတ်တဲ့အဲအရာတွေကဘာတွေဖြစ်တယ်လဲဆိုရင်ဒီဘန်းနဲ့ variable တွေဖြစ်တတ်တယ်ဆိုတော့ဒီဥပမာမှာဆိုရင်သူကဘာကိုစမ်းတတ်နေရလဲဆိုရင်အပင်ရဲ့ကြီးထွားနှုံးကိုစမ်းတတ်နေရပေါ့เนาะအပင်ကြီးထွားနှုံးကိုတစ်နေ့တစ်နေ့အဲ့လိုမျိုး record လေးယူပြီးတော့သူကစမ်းတတ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစမ်းတတ်နေတဲ့ဟာတွေကအများစု ရပါဖြစ်တယ်လဲဆိုရင် dependent variable ဖြစ်တတ်တယ်။ experiment တွေလုပ်တဲ့အခါမှာ error မပါစေဖို့အတွက်လိုက်နာရမယ့်စီကံတွေရှိရပါတော့။ပထမဆုံးတစ်ချက်ကကြတော့သူက independent variable ကတစ်ခုတည်းရှိရမယ်တဲ့။ independent variable experiment တစ်ခုလုံးမှာတစ်ခုပဲရှိရမယ်။ ဆိုတော့ခုနကပြောခဲ့တဲ့အဲဥပမာထဲမှာဆိုရင် ng ဘန်နဲ့ variable ကနေအောင်ကြီးရရှိနှုန်းပေါ့နော်ပြီးတော့ constant တွေကကြတော့ဗားတယ်လဲဆိုရင်ရေ1လီတာလောင်းနေဆိုတဲ့ရေပမာဏ1လီတာရယ်ပြီးတော့ vitamin တစ်မျိုးပေးတယ်ဆိုတဲ့ vitamin တစ်မျိုးပေါ့နော်ဆိုတော့အဲ့ဒီနှစ်ခုရှိမယ် constant ကအဲ့ဒီ constant ကိုကို constant ဆိုတဲ့အဓိပ္ပာယ်ပြောင်းလဲလို့မရဘူးကိန်းသေးအဲ့လိုမျိုးပြောရယ်ပေါ့နော်ဘာလို့ပြောင်းလဲလို့မရဘူးလဲဆိုရင်ရေ1လီတာဆိုတဲ့ဟာကိုပြောင်းလဲကြည့်မယ်ပေါ့နော်ဆိုတော့ control group ဖြစ်တဲ့ ဒီအနေအောင်ကြီးထဲမှာထားရတယ်ပေါ့နော်သူကသူတဘာဝအတိုင်းထားရတဲ့အပင်ပေါ့အဲ့ဒီအပင်ကိုရေ2လီတာလောင်းမယ်ဆိုပြီးပြောင်းလဲလိုက်တယ်ပြီးတော့ဒီဘက်ကအမောင်ထဲမှာကိုစမ်းတက်နေတဲ့ experiment အပင်ကိုကြာတော့ရေကပုံမှန်အတိုင်း1လီတာပဲလောင်းနေပေါ့ ဆိုအဲ့ဒီမှာဘာဖြစ်သွားပြီလဲဆိုရင် constant ကိုကိုကသွားပြီးတော့ပြောင်းလဲလိုက်ပြီပြောင်းလဲလိုက်တဲ့အခါမှာ variable ဖြစ်သွားပြီပေါ့နော် constant ကနေပြောင်းလဲလိုက်တာဖြစ်တဲ့အတွက် variable ဖြစ်သွားပြီ variable ဘယ်နှမျိုးပါသွားပြီလဲဆိုရင်အဲနေအောင်ကြီးရရှိနှုံးဆိုတဲ့ variable ရဲ့အပင်ရဲ့ကြီးထွားနှုံးဆိုတဲ့ variable ရဲ့အခုပြောင်းလဲလိုက်တဲ့ဘာကြီးလဲရေရဲ့ပမာဏဆိုတဲ့ variable ဆိုပြီး၃မျိုးဖြစ်သွားပြီ เนาะဆိုတော့ group ကတော့ဘာဖြစ်လဲဆိုရင် dependent ပဲပေါ့เนาะဆိုတော့ group ကတော့ dependent ပဲနေအောင်ကြီးရရှိနှုန်းကကိုယ့်အကိုစိတ်ကြိုက်ပြောင်းလဲလို့ရတာဖြစ်တဲ့အတွက်ကြောင့် independent ဒီရေရရှိနှုန်းကလည်းဘယ်သူ့ဘောမှာမိခိုးမနေဘူးကိုယ့်အကိုရေကို2လီတာလောက်မဲ့กว่าဆိုပြီးတော့ဆုံးဖြတ်လိုက်တာမို့လို့ပြောင်းလဲသွားတာပေါ့เนาะဆိုတော့အဲ့ဒါကလည်းဘာဖြစ်သွားလဲဆို independent ဖြစ်သွားတယ် ဆိုအဲ့လိုမျိုး independent နှစ်ခုဖြစ်လာတဲ့အခြေအနေမျိုးမှာဆိုရင်ဘလို့ error တွေတက်နိုင်လဲဆိုတော့ဒီ experiment ကဒီပေါ်တော့ဆန်းသက်နေတဲ့အပင်ရဲ့ကြီးထွားနှုန်းကနေအောင်ကြီးကြောက်မလို့ကြီးထွားနှုန်းမတူတာလားဒါမှမဟုတ်ရင်ရေလောင်းတဲ့ပမာဏမတူလို့မြန်ကြီးထွားနှုန်းမတူတာလားဆိုပြီးတော့စိတ်နှစ်ခွဖြစ်စရာကြီးစပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့မှာ error စပြီးတော့တက်သွားပြီဆိုအဲ့လိုမျိုး error တွေမတက်စေဖို့အတွက်ဘာဖြစ်ရမလဲဆိုရင်တစ်ခုပဲဆန်းသက်ကမယ်ပြောချင်တာကတော့ independent variable ကတစ်ခုပဲရှိရမယ် เนาะ independent variable တစ်ခု dependent variable တစ်ခုအဲ့ဒီဟာကလွယ်ရင်ကြံတဲ့အခြေအနေတွေအကုန်လုံးက control group နဲ့ experiment group ကတူညီနေရမယ်အလုံး constant ဖြစ်နေရမယ်ဆိုတော့အဲ့ဒါက experiment မှာ error မပါဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုပေါ့เนาะ scientific method ရဲ့ experiment တွေကိုဖြည့်တဲ့အခါမှာဒီပေါ့နော် independent variable ကဘာလဲ dependent variable ကဘာလဲအဲ့လိုမျိုးရှာခိုင်းတဲ့မေးခွန်းတွေအပြင်ကို experiment မှာ error ပါမပါစစ်ဆေးခိုင်းတဲ့ဟာတွေကိုဖြည့်တဲ့အခါမှာလည်းဘာတွေသိဖို့လိုမလဲဆိုရင်ဒီ variable တွေနဲ့ constant တွေကိုတခြားလေးခွဲခြားတတ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုခွဲခြားဖို့ကိစ္စကလည်းတော်တော်လေးအရေးကြီးတဲ့အခန်းကဏ္ဍမှာပါပါတယ်ဆလောက်ဆိုရင် dependent variable dependent variable နဲ့ constant တွေကိုတခြားလေးခွဲထည့်လောက်ပြီးလို့လည်းထင်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ